ငါချစ်တယ်လာပြီဆိုတော့ငါဖေရသဘောမတူအောင်ငါ့ကိုရှော်ဖို့နေမစင်းစားနဲ့နော်ငါစကားဖြစ်ပြောနေတာမဟုတ်ဘူးငါနေတက်ပြင်ပါအဲ့ကျွန်တော်ကိုကိုကလွယ်ဘူးမှမကြောက်ကိုကိုပဲကြောက်တယ်ဒါပေမဲ့ကိုကို control လုပ်နိုင်တဲ့အချိန်တွေရှိသလို control မလုပ်နိုင်တဲ့အချိန်တွေရှိအောင်နော်အဲ့လို control လုပ်နိုင်ဖို့ပဲအမြဲကြိုးစားပါတယ်လုပ်တင်တာပဲအမြဲလုပ်ပါတယ်ဒါမင်္ဂလာပါဗျာကျုပ်ရလုံးနဲ့ပါမြောက်ဖို့ပဲနေနေတာဗျာ ဟုတ်အဲ့ညဘူးကျုပ်သဘောကျတယ်ကြာကြိုက်တယ်ကျုပ်ကောင်ပြောင်းနေတော့ဘို့လူတယောက်မှာစိတ်တွေအများကြီးရှိအောင်ဆိုတော့မကောင်းတဲ့စိတ်နဲ့ပျော်မွေ့သွားတဲ့တစ်ချိန်မကောင်းတဲ့စိတ်တွေဝင်လာတဲ့တစ်ချိန်မထိန်းနိုင်တဲ့တစ်ချိန်ကြရင်တော့တော့ထိန်းချုပ်ရခက်ပါတယ်ခမရသမီးကိုအခုလင်ပေးသားဖို့ကိစ္စရစီစဉ်နေတာရတန်းရက်အေးရတန်းမရဘဲနဲ့ရှင်းဆက်တိုးနေမယ်ဆိုရင်တော့ကျုပ်ကရောက်မှရပါရင်နားလေတာမဟုတ်နော်ခမရပါရောငှက်ကြီးတော့လားဆိုက်ရလိမ့်မယ်။ကောင်းတဲ့စိတ်ဆိုတာအခြေခံတာကငါ့ကိုကောက်ချစ်တာမကောက်ချစ်တာတည်းဒေါသစိတ်ပဲ ဆိုတော့ဒေါသစိတ်ကိုကိုမထိန်းချုပ်နိုင်ဘူးဆိုရင်ဒေါသအလျောက်ဖြစ်လာတဲ့ပြဿနာတွေကနည်းနည်းတော့မှမဟုတ်ဘူးဆိုတော့အများကြီးပဲဆိုတော့အဲ့လိုမျိုးဒေါသကင်းအောင်နေပြီးတော့အပေါင်းဆုံးဖြစ်အောင်မကြိုးစားပါနဲ့နေရတယ်ညမတော်ရဇလန်းမှာဒီရုပ်ရှင်ဇာကားမှာကျွန်တော်ကအကြီးဆုံးအကူအကြီးဆုံးပေါ့နော်အကူအကြီးဆုံးမင်းခွန်ဆိုတဲ့နေရာနေအဲတိကျဆောင်ထားပါတယ်ဆိုတော့ဒီကားလေးကကျွန်တော်နဲ့ကိုဒရိုက်တာကိုညိုမင်းလွင်နဲ့က တဲ့သူနှစ်တခုလောက်မှာမှာပထမအဦးဆုံးပြန်ဆုံးနေရွှေရှင်စကားလို့ပြောလို့ရပါတယ်ဒီမတိုင်ငယ်ကရိုက်မယ်ရိုက်မယ်ဆိုရင်ကျွန်တော်တို့မရိုက်ဖြစ်ပဲနဲ့မှအအစင်းစင်းပေါ့နော်အခုမှပြန်ပြီးတော့တေချာပြန်ဆုံးပြီးတော့ကြိုးစားဝင်ရတဲ့ကားလေးပါဗျကိုညိုနဲ့ကကျွန်တော်2005 2006လောက်ခရေက2006 2009အဲ့ပတ်ချလေတဲ့ကကျွန်တော်ရိုက်ခဲ့တာပေါ့နော်ဆိုတော့ကိုညို main layer style သူ့ရဲ့ idea တွေရှိရဲဆိုတော့အဲ့ဒါကြီး advance ဖြစ်လာတာပဲရှိရဲကိုညိုကတော့သူ့ style တိုင်းအကုန်လုံးဆက်ပြီးတော့ပူကောင်းအောင်လုပ်နေကျွန်တော်တို့ကိုယ်တိုင်လည်းကိုညိုစီအတူယူစီရလေးအများကြီးရှိပါတယ်ဗျအဲ့ဒါတော့ဒီ horror fan တွေပေါ့နော် horror genre ကိုကြိုက်တဲ့ ပြည်သက်တွေဆုံးဖြတ်ပါလိမ့်မယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကြာရဆဲယုံမှာအကောင်းဆုံးဖြစ်အောင်အားထုတ်ပြီးကြိုးစားပြီးတိုးဆောင်ခဲ့ပါတယ်ဗျညီလေးဖုံးမင်းနဲ့ပဲဖြစ်ဖြစ်ဒီမှာလေးရုံးမြတ်တွင်ပြင်တော့မြန်မာနယ်ဖြစ်ဖြစ်ကဒါပထမဆုံးနေစုံကြတာပေါ့နော်စုံကြတဲ့အချိန်မှာကျွန်တော်တို့ကအဲဒရိုက်တာကသူလိုအပ်တဲ့ဟာကိုပြောပေးအပေါ်မှာပဲကလေးတွေကတိုးဆောင်ကြတယ်ဆိုတော့ကောင်းပါတယ်ပေါင်းတယ်ဆိုတော့သူတို့ကြာရဆဲယုံဒီမှာသူတို့အကောင်းဆုံးဖြစ်အောင်တော့တိုးဆောင်နိုင်တယ်တော့နိုင်နိုင်နဲ့လည်းနေမင်းနဲ့လည်းအခုမှဒါတေချာလေးပြန်ဆုံးပြတာကျွန်တော်နိုင်နိုင်နဲ့ကလေအေးခိုးစိုးလူနိုင်ဟုတ်ပါဘူး အုတ်ချားမြက်ပေါက်ပြီးကြတဲ့ဟာဒါပထမဆုံးမျက်စုံနဲ့ကားတင်တယ်ဟုတ်တယ်ဟုတ်တယ်ဂျားထဲမှာမစုံပြည့်ဘူးဂျားထဲမှာတကားလာပဲစုံပြည့်ပြီဗီဒီယိုတကားလာပဲစုံပြည့်ပြီတော့ဒါဒါကားကြီးနေနဲ့နနိုင်နဲ့ပြန်ပြန်စုံပြည့်တဲ့ကားလေးပေါ့နော်ဟုတ်အတူကတော့ဒီကားထဲမှာတော့သူညီမအငယ်ဆုံးနေရာလေးပေါ့နော်ညီမအငယ်ဆုံးနေရာလေးသူကြရဇယုတ်လေးကိုတော့သူအကောင်းဆုံးပြအောင်ကြိုးစားပြီးတိရောက်ဆောင်တာပါတယ်တာဝန်လည်းကြည်ပါတယ်ဒါပေမဲ့တိရောက်ဆောင်တိရောက်နေနေဆိုရင်တော့တခြားလုပ်ရာတွေတော့အများကြီးရှိရပါဘူးသူကြိုးစားအောင်ပါ ိုညိုပဲအကုန်ဥဆောင်သွားတာဆိုတော့လေတချို့ဟာတွေကြတော့ကိုတို့တို့အဲ့လိုမျိုးလိုတော့မလိုပါဘူးပြောစရာ။နောက်တို့တို့တွေလည်းပြင်ဆင်လာလေးရှိတယ်။ကျွန်တော်တို့ကဒီကားမှာတရုတ်ဆောင်ဖြစ်တဲ့အတွက်အဲပြောပြဖို့ဘယ်လိုပြောရမှန်းမသိပါဘူး။အဓိကတော့ဒီ production နဲ့အဲကိုညိုပေါ့နော်။ကိုညိုတို့အဓိကဘယ်လိုလှုပ်ဆောင်ခဲ့လဲတော့မသိဘူး။ဒါပေမဲ့ဒီကားလေးက horror thriller ကြိုက်တဲ့ပရိသတ်တွေတော့ကတော့ကြည့်ကြည့်ကောင်းမဲ့ကားလေးတစ်ခါပါ။အာကျွန်တော်ကိုကိုကလွယ်ဘူးမှမကြောက်ဘူး။ကိုကိုပဲကြောက်တယ်။ဒါပေမဲ့ကိုကို control လုပ်နိုင်တဲ့အချိန်တွေရှိသလို control မလုပ်နိုင်တဲ့အချိန်တွေရှိရအောင်နော်။အဲ့လို control လုံနိုင်မှုပဲအမြဲကျိုးစားပါတယ်လုံတင်တာပဲအမြဲလုပ်ပါတယ်အကောင်ပြောင်းနေတော့မဟုတ်လူတယောက်မှာစိတ်ကြီးအများကြီးရှိအောင်ဆိုတော့မကောင်းတဲ့စိတ်နဲ့ပျော်မွေ့သွားတဲ့တစ်ချိန်မကောင်းတဲ့စိတ်တွေဝင်လာတဲ့တစ်ချိန်မထိန်နိုင်တဲ့တစ်ချိန်ကြရင်တော့ထိန်းချုပ်ရခက်ပါတယ်သူတို့ပြင်မကောင်းတဲ့စိတ်ဆိုတာအခြေခံတာလူများကောက်ချစ်တာမကောက်ချစ်တာတဲ့ဒေါသစိတ်ပဲဆိုတော့ဒေါသစိတ်ကိုကိုမထိန်းချုပ်နိုင်ဘူးဆိုရင်ဒေါသအလျောက်ဖြစ်လာတဲ့ပြဿနာတွေကနည်းနည်းတော့မှမဟုတ်ဘူးဆိုတော့အများကြီးပဲဆိုတော့အဲ့လိုမျိုးဒေါသကင်းအောင်နေပြီးတော့အကောင်းဆုံးဖြစ်အောင်မကြိုးစားပါနဲ့နေရတယ်ဥဒုစင်လျောက်ဖြစ်တဲ့အတွက်အမှန်မှားတော့အမြဲရောရှက်နေရပဲနောက်တစ်ခါကျတော့ ကောင်းတာအောင်ဆိုတော့ထွန်းတွင်းနေတာပါပဲဆိုတော့နေသူကတော့အကောင်းဆုံးဖြစ်အောင်ပဲရှင်းသင်ပါတယ်ဒီဆိုတော့ရနေသူလိုမျိုးတော့အဲ့လိုစိတ်ကိုလွန်ဆွဲနေရတော့မရှိပါဘူးအဲလက်ရှိကြုံလာတဲ့အခိုက်အတန့်တွေဒေါသထွက်စရာတွေ့ရတယ်ဖြစ်ဖြစ်ဝမ်းနေစရာတွေ့ရတယ်ဖြစ်ဖြစ်မှာအကောင်းဆုံးဖြစ်အောင်ပဲပျော်ပျော်ပဲနေပါတယ်ဟုတ်တယ်မလားပျော်အောင်နေမှလည်းပျော်မှာလေလူကနော်ဆင်းရဲစရာတွေပဲလောကကြီးကကိုယ်မုန်းတဲ့လူပဲဖြစ်ဖြစ်ကောင်းစေခြင်းတဲ့လူပဲဖြစ်ဖြစ်အာဝေဖန်တာအကြံပြုတာတွေမှာစော်ကားခြင်းနဲ့စိတ်ပါတာဖြစ်မပါဖြစ်ကိုလိုက်ခံစားနေတဲ့ခါကျရင်ကို့မှာရှိရခြင်းနေကုန်တာပေါ့ကုန်တာပေါ့ဆိုတော့ ခုမှလူတယောက်ကဘယ်ချိန်ပါဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးဆိုတော့လက်ရှိအချိန်တည်းသိကြတာဘာမှမရှိလက်ရှိအချိန်မှာပဲကိုရီးယားအကောင်းဆုံးဘယ်လိုနေထိုင်မလဲပဲစဉ်းစားရမှာအဲ့မှာမှကိုကအဲမိဘစုံလင်စွာရှိနေရဆိုဒီမိဘတွေကိုစိတ်ချမ်းသာဘယ်လိုထားရမလဲဆိုတော့နံပါတ်1အရေးကြီးတယ်။နောက်ကိုရောဘယ်လိုစိတ်ချမ်းသာအောင်နေမှာလဲပေါ့နော်။ဆိုတော့လောလောဆယ်မှာတော့ကိုတို့အနေနဲ့ကပျော်အောင်နေတယ်ဆိုတာစိတ်ညစ်စရာတွေကိုခေါင်းထဲကထုတ်တယ်။ပျော်အောင်နေတယ်အဲ့ဒါနဲ့ပဲလက်ပတ်အောင်နေတယ်။ပရိသတ်တွေပေါ်ပဲမူတည်ပါတယ်။နောက်ကျွန်တော်လည်းကြိုးစားပါမယ်။ဆိုတော့ခုနလိုမျိုးထွန်းထွန်းနှစ် မနှုတ်မနှစ်ဆိုတာထက်အဲစူးစမ်းပြီးတော့သေဥဆောင်ထားတဲ့ကားတွေစူးစမ်းပြီးသေဥဆောင်နေတဲ့ဇလန်းတွေရိုက်ခွင့်ရဖို့ယုံနေခွင့်ရဖို့ပြည်သက်တွေနဲ့အတူတူကြီးခွင့်ရဖို့တော့ကကျွန်တော်တို့အခွင့်အရေးအခွင့်အရေးတစ်ခုလိုပဲအဲစူးစမ်းနေမယ့်အရာတစ်ခုပါဗျ။အော်ပြည်သက်ကဥမာဟိုဟိုသွေးသွေးမြင့်လည်းတင်ပြသွားရလဲပါတော့ဗောနော်သွေးမြင့်တင်ပြသွားတဲ့အချိန်မှာခနုံးကအဲ့လိုမျိုးဘာမှမလုပ်ဝဲထိုင်နေရမဟုတ်ဘူးသူကတိတိသွားတဲ့ပုံမှာပြန်ပြန်ပြီးတော့ကျွန်တော်ကြိုးစားဝင်ရလာလို့မြင်ပါတယ် ကျွန်တော်လည်းဒီလောကမှာကျင်လည်နေရနှစ်20ကျော်ပါပြီဆိုတော့အကောင်းဆုံးနှစ်အကောင်းဆုံးမနှစ်ရလို့လည်းမရှိပါဘူးစူးစမ်းနေရတာပါပဲ။ညမတို့ရကားလေးကလေ horror thriller တိုက်တဲ့ပရိသတ်တွေအတွက်ကတော့တော်လေးစိတ်ကျဉ်တဲ့ဆရာဖြစ်မဲ့ကားလေးလို့မျှော်လင့်ထားပါရယ်ဆိုတော့ကျွန်တော်တို့စူးစမ်းအားထုတ်ထားပါရယ်လာရောက်ကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်လိုပါ April 25မှာဂျုံစတင်တင်ပါပြီဗျ။